ပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNL ကထိမ့်ချုပ်သိမ်းပိုက်ပြီးတဲ့နောက်မှာတော်လိုင်းတပ်တွေကိုပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုးဆိုကြပါတယ်အကြမ်းဖက်စစ်ကောင်စီကနမကြီးစီးပွားကုမ္ပဏီကြီးတွေအရက်ဖက်အဖွဲ့ကြီးတွေကိုရှမ်းမြောက်တိုက်ပွဲတွေရဆိုင်စေရအတွက် စာထုတ်ပြန်ရန်ဖိအားပေးခိုင်းစင်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ပုတ်ကတော့မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းကိုဂျွမ်လ24ရက်နေ့မှာ TNL ဥဆောင်တဲ့တပ်တွေကအပြည့်သက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာမိုးကုတ်တမြို့နယ်လုံးကိုတော်လန်တပ်တွေကထိန်းချုပ်ရရှိသွားပြီဖြစ်တယ်လို့လဲ TNL သတင်းနဲ့ပြန်ကြားရေးဌာနကရခိုင်ခေတ်သတင်းနာကိုပြပြပါရတယ်။ဇွန်လ25ရက်နေ့ကနေစတင်က မိုးကုတ်မြို့နယ်အနောက်ပိုင်းကိုစတင်တိုက်ခိုက်ခဲ့ပြီးဇွန်လ26ရက်နေ့မှာမိုးကုတ်မြို့နယ်အနောက်ပိုင်းဒေါ်နန်းချီတောင်စကန်ဘျူဟာစကန်ကိုရွှေတာယာပန်းတပြေနယ်ဖြူအောင်ကုန်းတို့ကိုအတီးတီးသိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ဇွန်လ28ရက်နေ့မှာလေမိုးကုတ်ကြက်ပြင်ရဲစခန်းတို့ကိုတိုက်ခတ်သိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဇွန်လ28ရက်နေ့မှာတော့မိုးကုတ်မြို့အနောက်ပိုင်းမှာစစ်ကောင်စီရဲ့အောင်သာယာနဲ့ အကောင်မိုးတက်စကန်တို့ကိုထပ်မံသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ရေးအနေထားအရမိုးကုန်းမြို့အနောက်ပိုင်းတချမ်းလုံးကိုဇွန်လ30ရက်နေ့မှာ TNL ဥဆောင်တဲ့တော်လိုင်းတက်တွေကအပြည့်အသက်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ဇွန်လ30ရက်နေ့ကနေစတင်ပြီးဇွန်လ24ရက်နေ့အထိမိုးကုန်းမြို့နယ်အရှေ့ပိုင်းကစစ်တပ်ဗျူဟာကောအပေါ်ရဲစကန်အချောက်ထောင်တောင်မော်စီရီကင်းစကန်မြို့ပတ်လယ်ကင်းစကန် လေဦးအေးစီဒီကြောက်တင်မော့တောင်းဗရမားစီဒီတောင်းချမ်းမြေတာယာတောင်းကချင်ပန်းမဗမုံရွာကင်းစကန်အပါဝင်စစ်ကောင်စီတပ်စခန်းတွေကိုတောက်လျှောက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လဲတီအန်အယ်လေသတင်းနဲ့ပြန်ကြားရေးဌာနကသိရပါဗျ။ဇွန်လ24ရက်နေ့မှာတော့မိုးကုတ်အရှိပိုင်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာကြောင့်ဇွန်လ25နေ့ကနေဇွန်လ24ရက်နေ့ထိတလတာကာလအတွင်းမှာမိုးကုတ်တစ်မြို့နယ်လုံးကိုသိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မိုးကုတ်မြို့ကိုအလုံးစုံသိမ်းပိုက်ပြီးတဲ့နောက်မှာရှမ်းပြည်နယ်မုံမိတ်မြို့ကအကြမ်းဖက်စစ်တပ်ပြူဟာကုန်းကို TNL ကတက်ခတ်နေရလို့ TNL ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဇွန်လ24ရက်နေ့နေ့လယ်12:00လောက်မှာမုံမိတ်မြို့ကအကြမ်းဖက်စစ်တပ်ရဲ့လက်ကျန်တပ်စခန်းတစ်ခုဖြစ်တဲ့မုံမိတ်ပြူဟာကုန်းကိုတောင်းတက်တော် TNL ကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အလားတူနောင်ချိုမြို့နယ်တဲခေါ်ရွာမှာ ဂျပန်စစ်တပ်နဲ့တမောင်းတမတော် DNL တို့တိုက်ပွဲဖြစ်ပွားခဲ့သလိုဗန်ပွေးရွာမှာတက်ဆဲထားတဲ့ဂျပန်စစ်ကောင်စီတပ်သားတွေကအုံမတိရွာအနီးတစ်ဝိုက်ကိုလက်လက်ကြီးနဲ့ကိုးချင်ပစ်ခတ်တိုက်ခတ်ခဲ့လို့လည်းသိရပါရရှင်။ဒီတစ်ခါမှာတော့အဂျပန်စစ်ကောင်စီကမနေ့ကမနေ့ပိုင်းမှာလောက်ကင်မြို့ကိုတတရအကျယ်မြောက်လေရင်နဲ့ပုံးကျတာကြောင့်အရက်သားနှုတ်ဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ MNDA ကသတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ24ရက်နေ့မြန်မာစံတော်ချိန်မနေ့တနေ့45မိနစ်ကနေမနေ့4နိုင်45မိနစ်အတွင်းအကြမ်းဖက်စစ်ကောင်စီကတတရအကြိမ်များဖြင့်လက်ကောင်မျိုးကိုထပ်မံဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့တိုက်ရင်နဲ့စီးရကျင့်ရှမ်းချိန်ဒေသမူလ311ရင်းပြင်းဤကလူနေရပ်ကွက်တွေမှာဘုံလီလုံးကျဲချခဲ့တာလည်းဖြစ်ပါတယ်အဲလိုဘုံကျဲချမှုကြောင့်ဟိုတယ်နဲ့အခြားအဆောက်အအုံများပြားပျက်စီးခဲ့ရပြီးအရက်သားပြည်သူနှုတ်ဟာထိရတဲ့ရရှိခဲ့လို့လည်းသိရပါတယ်ဇူလိုင်လ14ရက်နေ့ကလည်းအကြမ်း က်ဖက်စစ်ကောင်စီရဲ့လေရက်ကလောက်ကင်မြို့ကိုပထမဆုံးအကြိမ်ဖြင့်ပုံကျခဲ့ပြီးအရက်သားပြည်သူတို့ဟာတည်ဆုံးခဲ့ရပါတယ်။ဇွန်လ23ရက်မနေ့အစောပိုင်း7နာရီလောက်မှာတော့အကြက်ဖက်စစ်ကောင်စီရဲ့တိုက်လေတွေကလောက်ကင်မြို့ဈေးဟောင်းနေရာကိုဒုတိယအကြိမ်ဖြင့်ပုံကျခဲ့တာဖြစ်ပါတယ်။အဲလိုပုံကျချတာကြောင့် Lucky Hotel မှာအဆောင်ဖြင့်နေထိုင်တဲ့ဝန်ထမ်းတို့ဟာတည်ဆုံးခဲ့ရပြီးအခြားသောဝန်ထမ်းတို့မှလည်းအပြင်းထန်ဒဏ်ရာရှိခဲ့လို့သိရပါတယ်ရှင်။ မကွေးတိုင်းရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်မကွေးတိုင်းပခုတ်ကူမြို့မှာ KTV ကနေပြန်လာတဲ့အကြမ်းဖက်စစ်တပ်ကဗိုလ်ကြီးတအူးကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ Southern Wire ဆို PDF ဖွဲ့ကတာဝန်ခံကိုအောင်မောင်းကရခုံခေတ်သစ်မီဒီယာကိုပြပြပါရယ်ဇွန်လ24ရက်နေ့ညနေ3နာရီလောက်မှာပခုတ်ကူမြို့စစ်မှုဆောင် KTV ကနေပြန်လာတယ်ဗိုလ်ကြီးဝင်းစော်ကို Southern Wire ဆို PDF ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါရယ် ဖမ်းဆီးရမိတဲ့ပိုကြီးဝင်းစော်ဟာလက်ရှိနေပြီးတော့အမှတ်23တက်မတော်ဂရင်း25စီယုံမှာတရေတထောက်အဖြစ်တာဝန်ထမ်းဆောင်နေသူတို့ဖြစ်ပြီးပခော့ကူမြို့ကိုခွင့်ရနဲ့ပြန်လာသူဖြစ်တယ်လို့လည်းသိရပါဗျ။ပိုကြီးဝင်းစော်ဟာဘကတာဘာတူအမှတ်စဉ်112မှာတင်နှင်းစင်ပြီး လုံးသက်24နှစ်ရှိသူဖြစ်ကမိခင်တရင်ကတော့ကလောခလာရခွန်ဖြစ်တယ်လို့စောက်တန် YSO PDF ကတာဝန်ခံကိုအောင်မောင်းကရှင်းပြပါဗျ။ဖန်စီရမိတဲ့ဗိုလ်ကြီးဝင်းစော်ကိုစစ်တုံပန်းဥတွေတိုင်းဖန်စီထိန်းသိမ်းထားတယ်လို့စောက်တန် YSO PDF ကတာဝန်ခံကိုအောင်မောင်းကပြောပါတယ်ရှင်။ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေစတင်က ဒီကနေ့အချိန်ဒီအာနာသိန်း၃နှစ်ကျော်ကာလအတွင်းစစ်ကောင်စီနဲ့လက်အောက်ခံတပ်ဖွဲ့တွေကအရက်သားနေအိမ်ပေါင်း9500ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for မြန်မာကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်2024ခုနှစ်အတွင်းမီးရှို့ဖျက်ဆီးမှုတွေကြောင့်နေအိမ်ပေါင်း15000နီးပါးဆုံးရှုံးခဲ့ရပြီးအာနာသိန်းကာလနောက်ပိုင်း2024ခုနှစ်မှာရခိုင်ပြည်တွင်းမီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်ရေအတွက်တိုးလာရလို့လည်းသိရပါတယ် ခုနှစ်ဇွန်လအတွင်းမန္တလေးတိုင်းစကိုင်းတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်မကွေးတိုင်းတို့မှာရက်သားနေ1106လုံးမီးရှို့ဖျက်ဆီးခံခဲ့ရလို့ data for မြန်မာကသတင်းထုတ်ပြန်ထားပါဗျ။မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်ပေါင်း9500တောင်တဲက6000ကျော်မှာစကိုင်းတိုင်းလက်ကအရက်သားနေအိမ်တွေဖြစ်ပြီးတနိုင်ငံလုံးအတိုင်းတာနဲ့နေအိမ်စုစုပေါင်းရဲ့90%လုံးကျော်ရှိတယ်လို့လည်းသိရပါဗျ။ နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကြက်ဘက်စစ်ကောင်စီကထင်ရှားလူသိများတဲ့စီးပွားရေးကုမ္ပဏီကြီးတွေအရက်ဘက်အဖွဲ့အစည်းတွေကိုရှမ်းမြောင်ဒေသကတိုက်ပွဲတွေချက်ချင်းရဆိုင်စေရေးငင်းချမ်းစွာဇွဲဝိုင်းထိုင်အပြည့်ရှာရေးတွေမြစ်တာရက်ခန့်စားတွေကိုထုတ်ပြန်ဖို့ဖိအားပေးခိုင်းစင်နေလို့သိရပါဗါတယ်။အဲလိုမြစ်တာရက်ခန့်စားတွေထုတ်ပြန်ဖို့စစ်ကောင်စီကဖိအားပေးခိုင်းစေတဲ့ကုမ္ပဏီတွေရဲ့ အထူးသဖြင့်မြန်မာပြည်ဟာတရုတ်လူမျိုးတွေနဲ့ပတ်သက်တဲ့စီးပွားရေးကုမ္ပဏီကြီးတွေစာရီထွက်ပေါ်လာမှာဖြစ်တယ်လို့လည်းရန်ကုန်ခေတ်ရဲ့ခိုင်မာသတင်းမြစ်ကပြပြပါရတယ်။လက်ရှိပြည်တွင်းစီးပွားရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Asia World ကုမ္ပဏီက ရှမ်းမြောင်စစ်ပွဲတွေရဆိုင်ရင်းနဲ့ငင်းချဲစွာအဖြစ်ရှာရေးကိုးကံတက်တွေစီကိုတရုတ်ဘာသာနဲ့မြစ်တာရက်ခံရေးသားထားတဲ့ပန်ကြားစာတစ်ထောင်ထွက်ရှိလာနေရလို့လည်းသိရပါဗျ။ဒါအပြင်ရန်ကုန်ကမြန်မာပြည်ပတရုတ်လူမျိုးတွေနဲ့ပတ်သက်တဲ့လူမှုရေးအသင်းအဖွဲ့တွေစီးပွားရေးဆိုင်ရာအသင်းအဖွဲ့တွေကိုရှမ်းမြောင်ဒေသကတိုက်ပွဲတွေရဆိုင်ပေးဖို့အတွက်ပန်ကြားစာတွေထုတ်ပြန်ဖို့စစ်ကောင်စီကကြိုးပမ်းဖိအားပေးမှုတွေရှိနေရလို့မြန်မာပြည်ပတရုတ်လူမျိုးစီးပွားရေးသမားတအူးကပြပြပါဗျ။အကြက်ဘက်စစ်ကောင်စီက YMB PDA မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမြန်မာနိုင်ငံရုပ်ရှင်စီရင်စတဲ့သူတို့နဲ့ပတ်သက်နေတဲ့အသင်းအဖွဲ့တွေကိုဝါဒဖြန့်ကြေညာချက်တွေသူတို့ရဲ့ဝါဒဖြန့်လုပ်ရတွေကိုထောက်ခံတယ်ကြေညာချက်တွေကိုမကြာခဏဆိုသလိုထုတ်ပြန်ခိုင်းတာတွေလှုပ်ဆောင်နေရှိတယ်လို့လည်းတွေ့ရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါရှင်။ကျေးမများပါ။